ဝင်ထမ်းများဒေးရန်တဲ့ကင်းရည်နဲ့ကျမ်းမာရည်လူစွမ်းအားအရင်အမြင့်များဆုံးချုံမှုမရှိစေရည်လူအဖွဲ့အစည်းတရက်တွင် အလုံးလောရမည်သူများအလုံးမလုံးနိုင်လင်ထိုအဖွဲ့အစည်းထိုအဖွဲ့အစည်းသည်ကြဆုံးလက်မည်ထို့ကြောင့်လူအဖွဲ့အစည်းတရက်၏တာဝန်ရှိသူများအစိုးရပုဂ္ဂလိကအသီးသီးမှခေါင်းဆောင်များသည်မိမိတို့ လူအဖွဲ့အစည်း၏ လုပ်ငန်းရှင်အများအားဘေးရန်တရကင်းရှင်းရေကျမ်းမာကြံ့ခန့်ရေပျော်ရွှင်ရေးအတွက်မဖြစ်မနေအလေးထားလှူဆောင်ကြတဲ့လုပ်ငန်းခွင်ဘေးရန်တရကင်းရှင်းရေးနဲ့မတော်တဆမှုများတားဆီးကတားဆီးကပွေရေးအတွက်အလို့ရှင်မန်နေဂျာများအလေးထားရမည် အကြောင်းရင်းအရှုတ်ရှိတဲ့အမေရိကန်နိုင်ငံလို နိုင်ငံမျိုးမှာပင် မတော်တဆမှုကြောင့် တစ်နှစ်အတွင်းအလုတ်သမား9000ခန့်တည်ဆုံးခဲ့သည် ဆိုကြသည်ရင်းမှာမတော်တဆနှုံးကြဆင်းနေခြင်းကေကနံဖြစ်သည်တစ်နှစ်လည်းလုပ်ငန်းခွင်မတော်တဆမှုနှင့်နာမကျန်းဖြစ်မှုပေါင်း3တသမ8တန်းရှိသည်ဟုဆိုသည်တကယ်ကေကနံမှာထို့ထက်နှစ်ဆမျှ3အထိရှိနိုင်သည်ဟုလည်းသူတို့စီကမှာကျွမ်းကျင်သူများက ခံမှန်းကြသည်စစ်တမ်းကောက်ယူမှုတစ်ခု၌လုပ်ငန်းခွင်ပြည်ရန်တရကင်းရှင်းရေးသည်အ ਨੇ ဆုံးလောက်ခနာမကျန်းလုပ်ငန်းခွင် မီဖာခွင်တို့ထက်ပို၍ပင်အရေးကြီးသည်ဟုအလौတမာ80ရာခိုင်နှုန်းကျော်က ထုတ်ပြန်ပြောဆိုကြသည်ကိုလည်းတွေ့ကြရသည်ထိခိုက်ဒဏ်ရာရခြင်းသည်ချောက်လို့ရဲ့ကဲ့သို့သောဖေး ဘေးအန္တရာယ်များသည့်လုပ်ငန်းခွင်ပြု၌သာဖြစ်တတ်သည့်ကြတနာမဟုတ်ပေလေအေးဆက်တတ်အလုံးပိတ်အခန်းများတွင်ကွန်ပျူတာတစ်လုံးနှင့်အလုံးလုံးနေသူများလည်းထိခိုက်မှုရှိနိုင်သည် ဥပမာကောင်းကြိုက်ခြင်းအေးမိခြင်းတို့ဖြစ်၏ထို့ပြင်ကွန်ပျူတာအသုံးပြုခြင်းသည်ကြာလာလျှင်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လာနိုင်သည် လုပ်ငန်းခွင်မတော်တဆမှုများ နာမကျမ်းမှုများနဲ့ပတ်သက်၍ထင်းကိန်းကနများဖြင့်ထို့သို့ပြနိုင်တော်လဲထိခိုက်သိဆုံးသော အလုတ္တမနှင့်သူ၏မိသားစုဝင်များ၏စိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများပေါ်ဖော်မပြနိုင်သလိုအလုရှင်များပမကြာတင်ခဲ့သည့်စီးပွားရေးဆိုင်ရာပုံကြားစရိတ်များကိုလည်းမပြောမဖော်ပြနိုင်ပေဥပမာ မတော်တဆမှုကြောင့်ဆုံးချုံခဲ့ရသည့် ုံကြားစရိတ်တရာဆိုလင်ဆက်ဆက်နေသောအခြားပုံကြားစရိတ်400ခန့်ချစ်တယ်ဟုဆိုတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့စီမံခန့်ခွဲသူများ၏အခန်းကဏ္ဍမြေတုပ်ဖြစ်စေအလုံးလုံးနေသူများဘေးအန္တရာယ်လုံခြုံရေးထိပ်ပိုင်းကဥဆောင်ရစမဲဖြစ်သည်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍စီမံခန့်ခွဲရေးပိုင်းကအလေးအနက်ထားသော မတိကြလင်ဘရဲ့အန္တရာယ်မရှိအောင်လုံးကြကန်ကြဟုပြောလင်အချင်းနိတာဖြစ်မည်ကောင်းမွန်သောဘရဲ့အန္တရာယ်လုံးကြမှုမှတ်တမ်းရှိလိုပါက လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံးဘရဲ့အန္တရာယ်ကင်းစင်ရေးအပေါ်ထိပ်ပိုင်းတာဝန်ရှိသူများ၏အလေးအနက်ထားမှုမဖြစ်မနေလိုအပ်သည်ဥပမာမနက်ပိုင်းလုပ်ငန်းခွင်သို့ရောက်လာလင်လုပ်ငန်းရှင်နှင့်မန်နေဂျာများသို့မဟုတ် မန်နေဂျာနှင့်တာဝန်ခံများအစည်းအဝေးလုပ်၍ကြီးကဲ့သည့်ဆယ်နှစ်ဟမ်ကြီးကဲ့သည့်14နာရီကို ပြန်လည်သုံးတက်နေဦးစားပေးတစ်အဖြစ်ဘေးရန်တွေကင်းချင်ရေးလုံခြုံရေးကိစ္စကိုဆွေးနွေးမည်ဘေးရန်တွေကင်းချင်ရေးအစည်းအဝေးခံစားများဖတ်ရှုကာလိုအပ်သည့်စီမံခန့်ခွဲရေးဆုံးဖြတ်ချက်များချမည်ပြီးမှအခြားကိစ္စ ဆက်လက်ဆွေးနွေးပြီးတနိဒာလုပ်ငန်းခွင်ကိုဘေးအန္တရာယ်လုံခြုံရေးသတိပြုရေးနှိုးဆော်ချက်များဖြင့်စတင်ပြီးထို့အတွက်လုပ်ငန်းရှင်ကလိုအပ်သောမူဝါဒများချပေးရသည်ထို့ထို့မူဝါဒများနှင့်အတူစီမံခန့်ခွဲရေးပိုင်း၏ပတိတဝတ်များကိုလုပ်ငန်းအတွင်လူသိရှင်ကြားထုတ်ပြန်ခြင်းများပြုလုပ်ပေးရလိုမည်လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးတွေအဥပဒေကြောင့်အရာတာမကလူအချင်းချင်းစာနာထောက်ထားမှုအရာလဲဆောင်ရွက်ရမည်ကိစ္စဖြစ်ရင်ကြီးကြပ်ရေးမှုများ၏အခန်းကဏ္ဍလုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက်မလုံချင်ကအဓိကတာဝန်ရှိသည့်ဘေးကင်းလုံခြုံမှုရှိမရှိအပေါ်နေ့စဉ်နေ့တိုင်းနိုးနိုးကြကြဖြင့်စစ်ဆေးရမည်တာဝန်မှာ ်တက်ဆိုင်ရာလုပ်ငန်းခွင် ကြီးကြပ်ရေးမှုအသီးသီးတာဝန်ဖြစ်၏စစ်ဆေးမှုပေါ်ရလည်းလုပ်ငန်းခွင်ထိခိုက်မှုများလာမှာဖြစ်၍ကြီးကြပ်ရေးမှုများ၏စစ်ဆေးချက်အတွက် မန်နေဂျာများက တာဝန်ယူရသည်ထို့ဖြစ်၍လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးသည်မန်နေဂျာကြီးကြပ်ရေးများကြီးကြပ်ရေးမှုများ၏ပုံမှန်လုပ်ငန်းတာဝန်တွင် အရေးကြီးသောတာဝန်လည်းဖြစ်သည် ဖေးအန်တရေဟူသည်စောက်လုပ်ရေးလုပ်ငန်းခွင် ထုတ်လုပ်ရေးလိုင်းစသဖြင့်မြေသည့်လုပ်ငန်းခွင်၌မစိုးအချိန်မရွေးဖြစ်ပေါ်လာနိုင်၍လုပ်ငန်းခွင်အတွင်လှည့်လည်စစ်ဆေးခြင်းကိုမပြတ်မကွက်လုပ်ရမည်မြေတို့စစ်ဆေးစစ်ဆေးမည်ဆိုသည်မှာအချိန်အနေပေါ်မူတည်မည်မှတ်တမ်းတင်ရာဖြင့်စနစ်တကျစစ်ဆေးရာအတွက်စစ်ဆေးချက်ပုံစံကိုအတုံးပြုတ်တင်သည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းချင်ရေးဥပဒေနိုင်ငံနိုင်ငံတိုင်းနိုင်ငံတိုင်းမိမိတို့လူအဖွဲ့အစည်း၏လှုပ်အားခြင်းများဘေးအန္တရာယ်ကင်းချင်ရေးကျန်းမာကြံ့ခိုင်ရေးကြော်ရှင်ရေးအတွက်မဖြစ်မနေအလေးထားလှုံ့ဆော်ကြသည်အမေရိကန်နိုင်ငံ၏လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းချင်ရေးနှင့်ကျန်းမာရေးအပ်ဥပဒေ1990နှစ် ဤနိုင်ငံအတွင်အလုံးလုံးနေကြသော အမျိုးသားအမျိုးသမီးတိုင်းအတွက်ဘေးရန်တရေကျင်းရှင်ပြည်ကျမ်းမာရေးနဲ့အပြည့်အဝညီညွတ်သော လုပ်ငန်းခွင် ဖြစ်စေရေးအစွမ်းကုန်အမတ်ခံချက်ပေးရနဲ့ထိုကျွန်ုပ်တို့၏လူဆွမ်းအားအရေးအမြတ်များရေးချေကာကွယ်စောင့်ရှောက်ပေးရန်ဟု ဖော်ပြထားသည့်မြန်မာနိုင်ငံ၌လည်းအလုံတမားနှင့် အလောက်ကန်ဆိုင်ရာဥပဒေများဥပဒေပေါင်းများစွာပြဋ္ဌာန်းပြီးသားဖြစ်သည့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရင်းနှင့်ကျန်းမာရေးဆိုင်ရာဥပဒေကိုလည်းပြုကြည်တော်စုလွတ်တော်ဥပဒေအမတ်ရှစ်မြင်းဆောင်2019ဖြစ်2019ခုနှစ်မတ်လ15ရက်နေ့တွင်ပြဋ္ဌာန်းပြီးစီးပြီးဖြစ်သည့်ဥပဒေတွင်ရည်ရွယ်ချက်၅ခုဖော်ပြထားသည့်အဓိကအားဖြင့် အလုတ်သမားများလုပ်ငန်းခွင်ဘေးရန်တရားကင်းရှင်းပြီးကျန်းမာစွာလောက်ကိုင်းနိုင်စေရာထုတ်ကုန်စွာအားတိုးတက်စေရန်ဖြစ်၏ရည်ရွယ်ချက်၅ရက်ဤအနှစ်ချုပ်မှာမိမိတို့နိုင်ငံဤလူစွာအားအရေးအမြတ်များပေါ်ကာကွယ်စောင့်ရှောက်ရန်ဖြစ်၏အထက်ပါဥပဒေများအရလုပ်ငန်းခွင်ဘေးရန်တရားကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့များဖွဲ့စည်းဆောင်ရွက်တဲ့မြန်မာအဥပဒေအရအစိုးရလုပ်ငန်းရှင် အလို့သမားကိုယ်စားလှယ်များပါဝင်သည့်လုပ်ငန်းခွင်ဘေးရန်တရေကင်းချင်းရင်းနဲ့ကျန်းမာရေးဆိုင်ရာ ကောင်စီရှိသည့်လုပ်ငန်းအဖွဲ့အစည်းများ၌အလို့ရှင်များကလုပ်ငန်းခွင်ဘေးရန်တရေကင်းချင်းရင်းနဲ့ကျန်းမာရေးဆိုင်ရာကော်မတီများဖွဲ့စည်းရမည် လုပ်ငန်းရှင်ဖွဲ့စည်းသည့်ကော်မတီသည် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်လုံခြုံရေးနဲ့ကျန်းမာရေးအတွက်ဥပဒေပါတာဝန်များကိုလည်းဆောင်ရွက်ရမည်ဖြစ်သလိုမိမိလုပ်ငန်းခွင်အလိုက် အထွေထွေစီကံများစမှတ်လှုပ်ဆောင်ရမည်လုပ်ငန်းရှင်နဲ့အလုပ်သမားတို့၏တာဝန်နဲ့ပိုင်ခွင့်များမြေတိနိုင်ငံ၏လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျမ်းမာရေးဥပဒေ၌မဆို လုပ်ငန်းရှင်နဲ့အလုပ်သမားတို့အတွက် တာဝန်နဲ့ပိုင်ခွင့်များပါရှိသမဲဖြစ်သည်လုပ်ငန်းရှင်သည်ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းခွင့်ဖြစ်အောင်လုပ်ပေးရမည်အလို့သမားများကဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များမလွဲမသွေ လိုက်နာဆောင်ရွက်ရမည်ဘေးအန္တရာယ်ဖြစ်ပွားမှုများဖြစ်လာနိုင်မှုများကိုအထက်သို့အမြန်ဆုံးတင်ပြရမည်မိမိတို့အလုံးလုံးနေရာများ၌ ဘေးကင်းလုံခြုံမှုမရှိစေဘေးကင်းလုံခြုံမှုရှိစေရတဲ့ဘာကုမစိုးရင်ကြောက်ကြစေရမလို့ပဲတောင်းဆိုပိုင်ခွင့်ရှိတယ်အလောရှင်များကရင်းပိုင်ခွင့်ကိုအတိအမှတ်ပြုရမည်တောင်းဆိုမှုများ ဖြည့်ဆည်းပေးရမည်ဖြစ်သလိုထို့သောတောင်းဆိုခြင်းအတွက်အရေးယူခြင်း ပြစ်မှတ်ထားခွဲခြားဆက်ဆံခြင်းများမပြုလုပ်ရပဲအလောရှင်များအနေဖြင့် မိမိလုပ်ငန်းအတွင်ဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးအတွက်အစိုးရတာဝန်ရှိသူများနဲ့ဆွေးနွေးနိုင်တယ်အကြံဉာဏ်များတောင်းနိုင်တယ်ဤနိုင်ငံတွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက်စမှတ်ထားသောစီကံစီကံများလိုက်နာမှုအားနည်းတယ်ကွန်ကရစ်စော်စံများကားစမှုလုပ်ငန်းများတွင်မိမိလိုအပ်သော အကာအကွယ်များတက်ဆင်ဝစ်ဆင်ရန် တတ်မှတ်ထားတော်လဲလိုက်နာမှုမရှိသည်ကို တွေ့ရ၏စီကံတတ်မှတ်ချက်အရဒံကျေးဖြင့်ချက်တော့ခြင်းကိုဒံကျေးဖြင့်ချက်တော့ခြင်းကိုပဲအလေးမထားပေထို့ကြောင့်ဘေးအန္တရာယ်ကင်းစင်ရေးနှင့်ကျန်းမာရေးဆိုင်ရာ အသိအမြင်များ ရှိလာရေးအတွက်တစ်ဖက်ကလည်းအသိပညာပေးမှုများထဲထဲဝုံဝုံလှုပ်တဲ့လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပွားခြင်းများ လေးလာမှုများအရလုပ်ငန်းခွင် မတော်တဆမှုများအတွက်အခြေခံကြသည့်အကြောင်းရင်း၃မျိုးရှိသည်တအန်ဒီယဖြစ်နိုင်မှုအန်ဒီယဖြစ်နိုင်ခြင်းရှိမှုနှင့်အန်ဒီယရှိသည့်အခြေအနေ၃အန်ဒီယဖြစ်စဉ်ဖြင့်ပြုမှုလှုပ်ဆောင်ပုံတို့ဖြစ်ရင်ဖြစ်နိုင်ခြင်းဖြစ်နိုင်ခြင်းရှိမှုသည်လောကတဘာဝဖြစ်၍ထင်းရှုပ်ရန်ခက်ခဲသည် ခက်ခဲမှုရှိတယ်ဥပမာလမ်းသွားရင်တိုက်ပေါ်မှာပန်းအိုးကြုတ်ကြလာခြင်းမျိုးဖြစ်ရင်ကမကမတကာဟု ဆိုကြ၏ထို့ကြောင့်နှစ်အန္တရာယ်ရှိသည့်အခြေအနေ၃အန္တရာယ်ဖြစ်စေမည်ပြုလုပ်မှုတို့ကိုအလေးထားကံ့တွင် ဖြစ်ချင်းရမည်ဟု ဆိုကြသည်အန္တရာယ်ရှိသည့်အခြေအနေနှင့်လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုစေတနာလုံး အန္တရာယ်ရှိသည့်အခြေအနေမှာမတော်တဆမှုဖြစ်ပွားရ၏အဓိကအကြောင်းရင်းဖြစ်သည့်အန္တရာယ်ရှိသည့်အခြေအနေဆိုသည်မှာအကာအကွယ်အတာအယံပစ္စည်းများမရှိခြင်းအကာအကွယ်အယံအတာပစ္စည်းမပြည့်စုံခြင်းအရေးအသွေးညံ့ခြင်းစက္ကရိယာသို့မဟုတ်စက္ကရိယာပစ္စည်းကရိယာများ၌သို့မဟုတ်ဂျင်းတို့၏ အနည်းတဝိုက်၌အန္တရာယ်ဖြစ်စေမည်အလုံများလုံနေခြင်းအန္တရာယ်ဖြစ်စေမည်စစ်စီတူလာမှု ကြက်ပိတ်နေခြင်းအလွန်အကျွမ်းတူလောင်ထားခြင်းအပူလွန်ကဲလာနိုင်ခြင်းအလင်းအောင်မရှိခြင်းမီးအောင်ဆုချခြင်းလေဝင်လေထွက် မကောင်းခြင်းစသည်တို့ဖြစ်၍စေတနာ၏အဖြစ်မှာအန္တရာယ်ရှိသည့်အခြေအနေများကိုစစ်ဆေးရှာဖွေခြင်းနှင့် ထိုအခြေအနေများ 今内非常进度偏移，多多多，没多了三亩平原，阿北来到境内边高，阿边中右边非常的数，右边非常的数对木，进度严密，阿你也记得，阿境内边是七十五元、啊，是七十五元吨，右边进对，一个月，比跟龙族的差那。 ဘေကင်းလုံကြွေဌာနရှိလင်ထိုဌာနကစစ်စဲမရှိလင်လူစွာအရင်းအမြစ်ဌာနနဲ့ထိပ်ပိုင်းမန်နေဂျာများကတာဝန်ယူဆောင်ရွက်ရမည်ဘေးအန္တရာယ်ဆုံးမတော်တဆမှုသည်မြေတိနေရာ၌မစိုးဖြစ်နိုင်၏သို့တော်အချို့နေရာများဖြစ်နိုင်စေအလွန်များ၏ဖောက်ကလက်တဘိန်တတွင်လည်းအသုံးပြုနေသော နေရာများနှင့်အလားတူ ဝင်လေးပစ္စည်းများတိုင်တွေရသော နေရာများသည်မတဆဆမှု အဖြစ်များဆုံးနေရာများ ဖြစ်သလိုတတ်တုနှင့်တက်လုပ်ငန်းပစ္စည်းများလွှတ်ဆက်များဒီယာပူလီဖလိုင်းဝီဖလိုင်းဝီကဲ့သို့သောလဲပတ်ပစ္စည်းနေရာများသည်လည်းအပြင်းထန်ဆုံးထိခိုက်မှုများဖြစ်စေနိုင်သော နေရာများဖြစ်၍ကဲလက်တိုင်ဆက်အမျိုးမျိုးနဲ့ လျက်စစ်ပစ္စည်းပရိယာများသည်လည်းမတရစားမှုဖြစ်ရခြင်း၏အဓိကအကြောင်းရင်းများဖြစ်သည် အလုတ်အချိန်ဇရာနှင့်ပင်ပန်းနွမ်းနယ်မှုတို့သည်လည်းမတရစားမှုဖြစ်ပွားမှုနှုံအပေါ်တက်ရောက်မှုရှိသည်တနေ့တာ လုပ်ငန်းခွင်၏အစောပိုင်းနာရီများ၌မတတဆမှုဖြစ်ပွားမှုနည်းသည်နောက်ပိုင်းအချိန်နောက်ပိုင်းအလုံးစိန်များတွင် မတော်တဆမှုဖြစ်နှုံးကတက်လာတဲ့ပင်ပန်းနွမ်းနယ်ချိန်နဲ့ညာဆိုင်အလုတ်ချိန်များ၌မတော်တဆမှုပုံပုံဖြစ်နိုင်ကြတဲ့အန္တရာယ်ဖြစ်စေမည့်ကျွလုံမှု မတော်တဆမှုများထိခိုက်ဒဏ်ရာရမှုများဖြစ်ရခြင်း၏ဒုတိယမြောက် အကြောင်းတရားဖြစ်၏အလုတ်လုံးနေသူတဦး၏အန္တရာယ်ဖြစ်စေမည့်ကျွလုံမှုသည်အန္တရာယ်ရှိသည့်အခြေအနေရောပါစေရန် အကောင်းဆုံး ကြိုးပမ်းမှုများပေါ်ပဲ အရာမတင်စစ်သွားစေနိုင်တဲ့သို့တော်မြည်တော်သောအကြောင်းရင်းများက လူတယောက်ကို နမောနမက်လောရက်များလုံးမိစေတည်းဆိုသည့်မေကွန်းကို အဖြေချာရမှုထင်သလောက်မလွယ်လှပဲလူအချို့သည်နမောနမက်လောရက်များမကြကနပြုတ်လောက်လေးရှိသည်ဘာကြောင့်လုံးသည်ကို အဖြေချာ၍မရနိုင်ကြပါ မတော်တဆမကြကနာပြစ်တတ်သူများတည်းကံမကောင်းသူများလည်းပြစ်နိုင်သလိုမတော်တဆမှုနဲ့ပတ်သက်၍အသေးအဖွဲကအစမှတ်တမ်းတင်ခံရသူများလည်းပြစ်နိုင်တယ်မိသောဖြစ်စေလူတချို့၏အလေးအထနှင့်ဇယိုင်များက မတော်တဆမှုစစ်ပွားမတော်တဆမှုမကြကနာစစ်ပေါ်ရသည့်အကြောင်းရင်းတရဖြစ်၍ဥပမာ ရှေ့မကြည့်နောက်မကြည့်လောက်တတ်သူများ မစင်စားမစင်စားလောက်တတ်သူများမစင်မစားလောက်တတ်သူများအရေကိုလွန်းသူများနဲ့အစင်ကျင်မဲ့လောက်တတ်သူများစိုးရင်ကြည့်သူများမတော်တဆမှုစစ်နိုင်စေပုံများတဲ့မတော်တဆမှုများမိတို့ကာပယ်မြင်နေမတော်တဆမှုများကာကွယ်တားဆီးရာတွင်အရေးကြီးဆုံးဆောင်ရွက်ချက် တည့်ရမှာတစ်အန္တရာယ်ရှိသည့်အခြေအနေချော့ချခြင်းနှင့်အန္တရာယ်ရှိသည့်ပြုလုပ်မှုရောပါစေခြင်းဖြစ်သည့်လုပ်ငန်းကြီးများ၌ဘေးကင်းလုံခြုံရေးအရာရှိချုပ်သို့မဟုတ်လုပ်ငန်းပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအရာရှိများခန့်အပ်တာဝန်ပေးသည့်လုပ်ငန်းငယ်လုပ်ငန်းငယ်လေးများတွင်မှ HR မန်နေဂျာ အလုံယုံအလုံတာဝန်ခံများနဲ့ကြီးကြပ်ရေးမှုအပါအဝင် မန်နေဂျာများက တာဝန်ခွဲယူကြရတဲ့အန်ဒီရဲ့ခြေသည့်အခြေအနေလျှော့ချခြင်းအန်ဒီရဲ့ခြေသည့်အခြေအနေလျှော့ချခြင်းတွင်မတော်တဆမှု တားဆီးကာကွယ်ရေး၌အလုံကျင်အတွက်ပထမဆုံးခံစစ်ခြေသည့်ဘီအန်ဒီရဲ့ကင်းစင်ရေးတာဝန်ရှိသူများတွင်လုပ်ငန်းခွင်အတွင်း လက်လက်စစ်စေးရာအန်ဒီယာရှိအန်ဒီယာကင်းတော်လုံနီးလောက်ဟန်များသတ်မှတ်ပေးရမည်မိမိလုပ်ငန်းနှင့်တန်းညီသည့်ဆက်လက်ဖောင်များပြုစု၍စနစ်တကျမှတ်တမ်းယူစစ်စေးခြင်းသည်ဖြစ်လာနိုင်သည့်အန်ဒီယာများဖော်ထုတ်စစ်စေးရင်းနှင့်ရင်းတို့ကင်းရှင်ရင်းတို့ကင်းရှင်ရေးများကိုများစွာအထောက်အကူဖြစ်စေသည် ်အန်လျက်ရှိသည့်အခြေအနေရှင်းလင်းရေးနှင့်နီလမ်းများတွင်ရံဖန်ရကနားလေလွယ်တလောက်ရံဖန်ရကတိမ်မွေးသည် ဥပမာ လုပ်ငန်းခွင်အတွင်ချော်လဲခြင်းသည်ကျန်းပြင်ချောနေခြင်းခလုတ်တိုက်စရာများကျေပြတ်နေခြင်းကြောင့်ဖြစ်၏အလွယ်တကူဖြစ်နိုင်သည့်အကာအကွယ်မှာကျန်းခင်ခင်းခြင်းခလုတ်တိုက်နိုင်သည့်အရာများရှင်းလင်းခြင်းလုံလောက်သည့်အလင်းရောင်ပေးခြင်းတို့ဖြစ်၏ ထို့ထက်ပေါ်၍တကောကြီးလုံးကြုံကြီးအကာအကွယ်များဝစ်စင်စေခြင်းဝစ်စင်စေခြင်းဖြစ်သည်ခလုတ်တိုက်လင်ထိခိုက်မှုကာကွယ်ပေးမည်ဖက်နတ်များရှေလျှော်နိုင်သည့်ဖက်နတ်များဝစ်စင်ခြင်းထို့အတူဖြတ်ဆက်များအသွားတက်သော အရာများစက်ပစ္စည်းများကန်တွယ်ရာ၌ထိခိုက်မှုမရှိစေရအတွက်တန်ခံလက်အိတ်များ ဝစ်စင်စေခြင်းတို့ဖြစ်သည် တကိုးရေးအကောက်အွယ်ပစ္စည်းများ personal for trade equipment လို့ခေါ်တဲ့ PPE ကတကိုးရေးသုံးအကောက်အွယ်ပစ္စည်းများကိုဝန်ထမ်းများဝယ်ဆင်ရန်ကိစ္စတည်းအတော်လက်ပေါက်ကတ်သည့်ကိစ္စဖြစ်ကြောင်းသိကြပါလိမ့်မယ်ဒဏ်ရမည်အရေးယူမည်ဟုမည်သို့ပြောပြောရှေ့တွင်သာဝယ်ဆင်ကြပြီးပွဲရ၌မဝိကြမှုလက်ဝိုက် လက်ပတ်ကြည့်နေရသည့်အဖြစ်ကိုရောက်ကြတဲ့အဖဲကြောင့်ဒီတကိုးရီသုံးလုပ်ငန်းခွင် အကာအကွယ်များဝစ်စင်ရ၌အလွဲတကူအလွယ်အလွယ်ဝစ်စင်ရ၌အလွယ်လွယ်ကူကူသည် အရေးကြီးသောလိုအပ်ချက်ဖြစ်သည်ထို့အပြင်အမှန်အအမှန်တကယ်အကာအကွယ်ဖြစ်စေရမည်ဝစ်စင်သူနှင့်ကြည် ကျေလွန်သေးလွန်ခြင်းမျိုးမဖြစ်တဲ့တင်ထားရစောင့်ရှောက်ရပြင်ဆင်ရလွယ်ကူရမည်လှုပ်လှုပ်ရှားရလွယ်ပြီးပေါ့ပါရမည်တတောင့်တတားရှိရမည်ပူအပ်ခြင်းမရှိစေရန်အကြံခံနိုင်ရမည်ဝှက်ရဆွေရလွယ်ကူပြီးတန်ရှင်ရလေအလွယ်တကူလုံနိုင်ရမည်ရှင်တို့ကဝိစဉ်သူများ၏လိုလားချက်များဖြစ်သည် တစ်ခါတော့ PPE များကိုလည်းအသုံးပြုနိုင်တယ်။သို့တော့နေ့စဉ်နေ့တိုင်းဝက်ဆင်ရသည့်ကိစ္စအတွက်ကုန်ကြားစရိတ်ကိုလည်းထည့်စင်စားရမည်။မြေသောဖြစ်စေ PPE သည် လုပ်ငန်းခွင်ဘေးကင်းရေးအတွက် အရေးပါသဖြင့်အတတ်နိုင်ဆုံးဖြည့်ဆည်းပေးကာမပြစ်မနေဝက်ဆင်စည်ရေးအတွက်တွန်းအားပေးရမည်။အန္တရာယ်ရှိသည့်ပြုလုပ်မှုစောချခြင်းလုပ်ငန်း ဘေးကင်းလုံခြုံရေးအထူးအလေးထားခြင်းစနစ်တကျစစ်ဆေးခြင်းတင်တန်းများပေးခြင်းမှတ်လုံများပေးခြင်းဖြင့်အန္တရာယ်ချစ်သည့်ကျူးလုံမှုချော့ချယောနေသောအောင်လှုပ်ဆောင်ခြင်းသည် မတော်တဆမှုများလုပ်ငန်းခွင် ထိခိုက်မှုများရော့ပါရေးအတွက်အခြေခံကြသည့်ဒုတိယနည်းလမ်းတစ်ခုဖြစ်၍အန္တရာယ်ချစ်သည့်အခြေအနေချော့ချခြင်းသည် မတော်တဆမှု တားဆီးကာကွယ်ရ၌အလုံးရှင်အတွက်ပထမဆုံးခံစစ်ဖြစ်တော်လဲလူတို့၏အပြုအမူများကဘေးကင်းလုံခြုံရေးအတွက်အကောင်းဆုံးကြိုးပမ်းမှုများကိုလျှော့လျှော့ချသွားစေနိုင်တဲ့အချို့အပြုအမူများမှာရည်ရွယ်ချက်ရှိတဲ့အမြဲတမ်းတော့မဟုတ်အထက်တွင်ဆုတ်ခဲ့သည့်အတိုင်းအန္တရာယ်ရှိသည့်ပြည်လုံးမှုများရောနေစေရအတွက်စီမံခန့်ခွဲသူများ၏ အခန်းကဏ္ဍမှာအဓိကကြတဲ့အန္တရာယ်မဖြစ်စေရန်ဝန်ထမ်းများသူတို့ဘာသာသူတို့သတိပြုဆောင်ရွက်လင် မန်နေဂျာများကြည်ကြဲ့ရမှုများကစီကျူးပေးရမည်အန္တရာယ်ကင်းရေးကျန်းမာရေးအတွက်ဝန်ထမ်းများကအကြံပြုလင်သူတို့၏စိုးရိမ်ပူပန်မှုကိုထုတ်ပြောလင်မကျေနပ်မှုကိုတင်ပြလာလင်အလေးအထားနားထောင်၍ ဖြတ်ခြင်းအရေးယူဖြည့်ခြင်းပေးတဲ့နေ့စဉ်ဘေးကင်းလုံခြုံရေးစည်းကမ်းများနဲ့လှုပ်ထုံးလုံနည်းများပေါ်ကိုယ်တိုင်လိုင်းနာခြင်းဖြင့်စန္ဒမူနာပြရမည်သို့တော်စည်းကျယုံတတ်တတ်ဖြင့်တန်တရာစစ်သည့်ပြုလုံမှုကျော်နေတော်နိုင်မည်မဟုတ်ပေလက်တွေ့ကြကြလောရမည်ကိစ္စများရှိသည်အန္တရာယ်ဖြစ်နိုင်သည့်အကာအကွယ် နေရာများဥပမာအကာအယံမရှိသောပစ္စည်းများကိုစစ်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 ကအန္တရာယ်ကင်းအောင်လှုပ်ဆောင်ရမည်။စုညံတံအပူတံဖိဖိအားနှင့်အားစသည်ကဲ့သို့သောအန္တရာယ်ဖြစ်နိုင်သည့်များကိုရှင်းလင်းရမည်။လူနှင့်ပတ်သက်၍ဝန်ထမ်းခေါ်ယူစဉ်ပပင်ဘေးကင်းလုံခြုံရေးအထက်စစ်စစ်ချင်းလက်ချက်တင်ကြခြင်း ဘေးကင်းလုံခြုံရေးတတိစော်အောချင်းတို့ပြုတ်လို့ရမယ်ဘေးကင်းလုံခြုံရေးအသည့်စစ်စေးခြင်းဝန်တန်းခေါ်ယူခြင်းကပင်ဝန်တန်းလောင်းဤဘေးကင်းလုံခြုံရေးအသည့်ရှိမရှိစမ်းစစ်ရမယ်ထို့သို့စမ်းစစ်ခြင်းမှာအန္တရာယ်ရှိသည့်ပြုတ်လုံမှုစော့ချရရအတွက်ဖြစ်ပြီးဝန်တန်း၌မတော်တဆမှုဖြစ်ပေါ်နိုင်သည့်စရိုက်တဘာဝများရှိမရှိကို အလုတ်ဆောက်ထားစဉ်အချိန်ကပင်သိရှိနိုင်ရန်ဖြစ်၏ဥပမာစိတ်လှုပ်ရှားလွယ်မှုတာဝယ်မသိတတ်မှု နမောနမေနိုင်မှုတို့ကိုစစ်ဆေးခြင်းဖြစ်သည်အချို့လုပ်ငန်းရှင်များသည်ရုပ်ပိုင်းဆိုင်ရာခံနိုင်စွမ်းစစ်ဆေးမှုပြုလုပ်သည်အလေးအပင်မနိုင်မှုအပူဒဏ်ခံနိုင်မှုတို့ဖြစ်သည်အပြုအမူဆိုင်ရာမေကွန်များကလည်းဘေးကင်းလုံခြုံရေးအသည့်ကိုဖော်ထုတ်နိုင်သည် အန်ဒီစီနိုင်ကြောင်းမိမိသိနေတော်လဲထိုကိစ္စတစ်ခုကို အထက်လူကြီးကလောက်ခိုင်းလဲသင်ပါတင်ပါလို့မလဲဆိုတဲ့မေကုန်မျိုးဖြစ်လေးကျင့်တင်ကြချင်းလေးလာမှုများအရာအလောက်တမားများသည်တို့တို့အလောက်ဝင်သည့်ပထမဆုံးလားတွင်ထိခိုက်တံရာဖြစ်မှုဖြစ်နိုင်ခြင်းများပြီးလက်ရှိအလောက်တမားများတတ်မတော်တဆမှု လေးစားမှဆောက်ဆအထိရှိသည်ကိုတွေ့ရ၏လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစင်တန်းများပြုလုပ်ပေးခြင်းဖြင့်အန္တရာယ်ရှိသည့်ပြုလုပ်မှုများညှော်နယ်စေနိုင်သည်အထူးသဖြင့်အလုပ်စဝင်လူလူသစ်များအတွက်သင်တန်းများမဖြစ်မနေပြုလုပ်ပေးသင့်သည်သင်တန်း၌ဘေးကင်းလုံခြုံရေးအလေးအကျင့်များနှင့်လှုပ်ထုံးလုပ်နည်းများပေါ်သင်ပေးရမည် ကြစ်လာနိုင်တဲ့အန္တရာယ်များကိုတတိပေးရမည်ဝန်တန်းများဘေးကင်းလုံခြုံရေးအသည့်များ အားကောင်းလာစေရန်လှုံ့ဆော်ပေးရမည်သင်ကြားပေးရုံတသက်မဟုတ်လက်တွဲ၌ပါလို့ရမည်ကိုကွက်ကွက်ကွင်းကွင်းတည်နိုင်ရေးအတွက်ပုံစံတူလေ့ကျင့်ခြင်းများလောက်ခံရမည်သင်တန်းစီရွယ်ချက်မှာလုပ်ငန်းကစမှတ်ထားသည့်လုပ်ငန်း ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေးဆိုင်ရာစီကံလိုက်နာရေးတာမက မတတဆမှုများကြောနေရေးအတွက်အသိပညာကျွမ်းကျင်မှုရှိလာစေရန်ဖြစ်တဲ့အခြားနီလာများဘေးအန္တရာယ်အသိပေးပိုစတာများကပ်ခြင်းမက်လုံးပေးခြင်းအပြုသဘောဆောင်သည့်အားပေးမှုတို့ဖြစ်လေအန္တရာယ်ရှိသည့်ပြုလုပ်မှုများချော့ချနိုင်သည့် ဘေးအန္တရာယ်သတိပေးပိုစတာများချက်ရ၌အထက်မှကဲ့သို့သောအထက်ပါကဲ့သို့သောနီလန်းများနှင့်ပါ တွဲဖက်အသုံးပြုတဲ့ပိုစတာဒီဇိုင်းများကိုလည်းမကြာခဏဆိုသလိုစမ်းသစ်တည်ထွင်မှုများပြုလုပ်တဲ့ပိုစတာများသည်မြင်ရလွယ်ရမည်ချင်းချင်းလင်းလင်းဖတ်နိုင်ရမည်တန့်ရှင်းနေရမည်ပေါင်းမွန်နေရမည်အလဲအောင်ကောင်းစွာရရှိရမည် မလုံးပေးခြင်းမှာလည်းအတုံးဝင်သော နီလန်တစ်ခုဖြစ်တယ်။ဘေးအန္တရာယ်ကင်းခြင်းရဲ့အစိုးရဝင်များတက်ရောက်ခြင်းအန္တရာယ်မှကင်းလွတ်ခဲ့မှုများသို့မဟုတ်အန္တရာယ်ချစ်လူနေပါအရှိနေများကောသတင်းပို့ခြင်းအစအစရှိသည့်ဝန်ထမ်းဤဘေးကင်းလုံခြုံရေးအသည့်ပုံမအားကောင်းလာစေရေးအတွက်မက်လုံးများပေးတဲ့အချို့ လုပ်ငန်းရှင်များကဘေးကင်းလုံခြုံရေးစည်းကမ်းချက်များမလိုက်နာလင်အပြစ်ပေးခြင်းများပြုလုပ်တတ်သည်အပြစ်ပေးခြင်းထက်မလုံပေးခြင်းကိုပို၍ပြုလုပ်သင့်၏